အရင်ချိုးဖြစ်တဲ့သူတွေမှာပါတယ်အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီးကူးမဆိုင်ဘူးသူကသူကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်အဲ့လိုမျိုးအဲ့လိုမျိုးလူတွေမှာပါတယ်ဟုတ်နာမည်ကလေးတိန်လင်းဆိုနာမည်ကလေးခေါ်တယ်တိတ်တိတ်ဆက်နေတယ်ဟမ်မေတိုးခိုင်ဘယ်လိုကြည့်ရလဲဗျာသာရှင်ကောင်းကြီးဟမ်ဗျာသာရှင်ကောင်းကြီးဘယ်လိုကြည့်ရလဲတော့ချက်ကုန်းလေးဘယ်လိုကြည့်ရလဲအောင်ရင်ထား ိုင်းနေတော့လည်းတကယ်မပြင်းရဘူးဘာယာစာကိုကြည်ရင်လည်းအဲ့လိုဩဘာယာစာဆိုတာဘာယာစာပဲဆိုတော့မြင်ရပါတော့ပြီးအဓိကသူကလူငယ်တွေကိုလည်းအရန် support ပေးရဲညာလုံးပေါက်တွေရိုက်ရတဲ့အချိန်မှာလည်းသူကအဲ့လိုတော်တော်ကိုလေသူအရွယ်နဲ့တော်တော်ကိုလုံနိုင်တယ် pro နဲ့ dance လို့ need to တကယ်ကိုတညလုံးသူရိုက်နိုင်တယ်ငားရဲလောက်ဇက်တိုက်ဖို့ရိုက်ခဲ့ရဆိုတော့ဟုတ်အားလုံး welcome ပါဒီကမိုင်းနဲ့ပဲရိုက်တာဒီပစ္စည်းပဲကိုဘာလို့ဈေးဖို့ ို့တမဲအယူမနဲ့စီစဉ်ရမယ်။ရှူတင်မှာတော့မရဘူး။သူရှူတင်မှာဆိုတော့ရှူတင်ရဲ့ focus ကရိုက်ခွင်းပေါ်မှာပဲရှိရဲ့။ကျန်တဲ့ဗာတိတ်တိတ်မရှိဘူးသူကသူဟိုနားတဲ့အချိန်ကျလို့ရှိရင်တယောက်တည်းထိုင်ပြီးတော့သူတရားထိုင်ထိုင်မထိုင်လို့ရှိရင်သူအိတ်နေတာအဲ့တော့ဟိုအဲ့တော့အေးစစ်စီပဲဟိုစကားပြောချင်တဲ့ချိန်ကျရင်ပြောတယ်တော်တော်အေးစစ်နေတယ်သူအရှုတဲသူကတော့အမြဲတော့ရှိရအကုန်လုံးလည်းအလိုဆဆနနောက်ပဲသူ့ရဲ့အပြင်ပုံတိုင်းပဲရိုက်ခွင်းမှလည်းအဲ့တိုင်းပဲသူကဆောင်းရဲရဲပါ ခုနဲ့ဘဝရစာရဲ့ပထမအဆုံးစုံတဲ့ကားလေးဖြစ်တယ်ပေါ့နော်ဒါဘဝရဲ့အမှတ်တရဖြစ်တဲ့ကားလေးတကားလေးဖြစ်ပါတယ်အဲ့တကြောင့်မလို့ခုတို့နှစ်ယောက်ကိုလည်းလာပြီးတော့အပေးကြပါအောင်လို့ပြောချင်ပါတယ်ပရရှုနေ့ကျလည်းဘဝရစာကိုရအောင်ခေါ်ကြည့်ပေးပါမယ်အဲဒီကမှာပူရာ story 3ခုရှိရမှာ story 2မှာပါတာပေါ့နော်ဟိုပူရိုဒီဒီရုံကန်းထဲမှာမတက်တဲ့သူတွေရှိရဲအဲ့အဲ့ဟာမှာဒီရုံကဇီးဝါပေါ့နော်ပူရို team building တကူလွတ်လိုက်တာအဲ့အဲ့မှာ ဆက်ဘိုင်းဆက်ပြစ်မယ်ဆိုတာအဲ့မှာဘာသာနဲ့တွေ့ရတွေ့ပြီးဘိုင်းဆက်ပြစ်မလဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ရောက်ပြန်ကြရင်နေပြီနှစ်ပတ်လည်းရှိနေတော့အားလုံး welcome ပါဒီကရိုင်းနဲ့ပဲရိုက်တာဒီပစ္စည်းပဲကိုဘာလို့ဈေးဖို့တေးပြတို့တမဲအယူမနဲ့စီစဉ်ရမယ်ဒီကသူ့ယောက်ျားကွာမေယိုးရှိတယ်သဘောမတူဘူးလို့ပြောတာလိုက်ပြီးရယ် မွာကြီးဖြစ်ပြီးတော့အမွေလိုက်လို့နည်းနည်းစားရဲဘောမတော့ဆင်းစင်းပါကျွန်တော်ကစားတော့ဆိုင်ခွင့်မလို့နေရာလိုက်ချာတယ်။ဒီဒီဆိုင်ကိုယူမှာ။ဂျိုင်းနေတော့လည်းတကယ်မပြင်းရဘူး။ဘာရစာကိုကြည့်ရင်လည်းအဲ့လိုဩဘာရစာဆိုတာဘာရစာပဲဆိုတော့မြင်ရပါတော့။ပြီးတော့အဓိကသူကလူငယ်တွေကိုလည်းအရင် support ပေးရဲ။ညာလုံးပေါက်တွေရိုက်ရတဲ့အချိန်မှာလည်းသူကအဲ့လိုတော်တော်လေးသူ့အရွယ်နဲ့တော်တော် လုံနိုင်တယ်ပရိုနဲ့ဒန်လူနီးတူတကယ်ကိုတညလုံးသူရိုက်နိုင်တယ်ငါးရက်လောက်ဇက်တိုက်ဖို့ရိုက်ခဲ့ရဆိုတော့ဟုတ်ဟဲ့နာမည်ကလူတိန်လင်းဆိုနာမည်ကလူခေါ်တယ်ဟဲ့နာမည်ကလူခေါ်တယ်မေတိုးခိုင်ဘယ်ကြည့်ရလဲဘာရစားရှင်ကွန်းဘာရစားရှင်ကွန်းကြီးဘယ်ကြည့်ရလဲတော့ချော့တူကွန်းလေးနာမည်ကလူအောင်ရေးထားတယ်ဘာရစားမှာသူ့ရဲ့ဟိုကိုပိုင်ဟန်လေးကအမြဲပါတယ်ပေါ့နော်

ဆချင်းတာနည်းနည်း tension လေးရှိရပထမဆုံးရိုက်တဲ့ရက်တုန်းကအဲ့လိုမျိုးရှိရဟိုကိုယ့်အကူလည်းစိတ်ပူတာလည်းပါတာပေါ့နော်ဒါပေမဲ့ဟိုဘေးကလူတွေရောအကုန်လုံးကလိုတော်တော် supportive ပြန်ဖြစ်ကြတော့အဆင်ပြေပြေနဲ့ပြီးသွားပါတယ်ဟုတ်ဒီကသူ့ယောက်ျားကမေရုပ်ရှိတယ်သဘောမတူဘူးလို့ပြောတာလိုက်ပြေးရမွာကြီးဖြစ်ပြီးတော့အမွေလိုက်လို့နာနည်းတော့စားရဟိုမှာဖောက်ဆင်းနေစမ်းပါအာမရှိဘူး ကမ္ဘာအရင်ချီးဟုတ်ဖြစ်တဲ့သူတွေမှာပါတယ်အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီးကယူမဆိုင်ဘူးသူကသူကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်အဲ့လိုမျိုးအဲ့လိုမျိုးလူတွေမှာပါတယ်ဟုတ်အပူလေးအာဘူးပါတယ်အပြင်းလည်းမဖူးပြင်းနော်ဟုတ်ပါဘောအဲ့လိုလေးတွေလည်းသူရှိရဲသူသူ့ဘာသူသူ့ရဲ့ဟန်လေးနဲ့သူရအောင်သူလုပ်သွားပါတော့ဒါပေမဲ့ဒီ director နဲ့ရော ရောအဲ့လိုတေချာကိုဆွေးနွေးပြီးတော့လေ respect ရှိရှိလေးနဲ့အဲ့လိုဒီလိုလုပ်ရင်ရောရမလားအဲ့လိုမျိုးပြောပြီးတော့လုပ်တယ်အဲ့အဲ့ဒါလေးကိုမြင်ရတော်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 သဘောကျတယ်ဟုတ် shooting မှာတော့မရဘူးသူ shooting မှာဆိုတော့ shooting ရဲ့ focus ကရိုက်ခွင်းပုံမှာပဲရှိရကျွန်내ဗာတိတ်တိတ်မရှိဘူးသူကသူဟိုနားတဲ့ချိန်ကျလို့ရှိရင်တယောက်တည်းထိုင်ပြီးတော့သူတရားထိုင်ထိုင်မထိုင်လို့ရှိရင်သူအိတ်နေတာအဲ့တော့ဟိုအေးစစ်စစ်ပဲဟိုစကားပြောချင်တဲ့ချိန်ကျရင်ပြောတယ်တော်တော်အေးစစ်နေတယ်သူက ်အရှုတဲသူကအမြင်တော့ရှိရအကုန်လုံးလည်းအလိုဆဆနဲ့နောက်ပဲသူ့ရဲ့အပြင်ပုံတိုင်းပဲရဲခွင်းမှလည်းအဲ့တိုင်းပဲဟုတ်ကဲ့ IP ပါဟောချင်းကန်းကြီးတွေ့ရမှာလားပဲနာမည်ဘယ်လိုခေါ်လဲလိုက်တိုင်းနာမည်ဘယ်လိုခေါ်လဲကိုလူအော်ဘောကြီးဟုတ်ကဲ့တွေ့ရမှာလားတော်သူ့ရဲ့ lifestyle အရန်ကောင်းတဲ့ lifestyle ထဲမှာပါတယ်ဟုတ် အဲ့လိုဘူးတော့အပြင်မှာအဲ့လိုယူမတွေ့မတွေ့ဖြစ်ဘူးဟိုအရင်ဟိုငယ်ငယ်လေးတုန်းကပဲဟိုသွားပြီးတော့တွေ့ဖြစ်တာပေါ့နော်အခုနောက်ပိုင်းကျတော့အိတ်ကားရိုက်ပြီးတော့မှအခုတော့ဒီ talk show တက်ရက်ပဲတေချာတွေ့ဖြစ်တယ်ပေါ့နော်ဟိုကျန်တဲ့ရက်တွေအဲ့လိုယူတွေ့ဖြစ်တာမရှိဟုတ်ငယ်တော့တွေ့ခွေဆိုတော့ငယ်တော့လည်းအခုနဲ့ပိုင်းကွာချက်ဟုတ်မကွာဘူးဒီတိုင်းပဲအိတ်ပပရစားပဲဟုတ်ဟဲ့ဘယ်လိုခေါ်လဲစီးပွဲဘယ်လိုခေါ်လဲရှိကောင်းကြီးဘယ်လိုခေါ်လဲ ခေါင်းကြီးအာမရှိဘူးဟုတ်ပပရောက်တာသူလာဟုတ်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 အာအနေမှာကြာပါပါရစာမန်နေဂျာလိုလည်းဖြစ်နေရပါတော့အမြဲသူ့မောင်ကိုဟိုဘေးကနေပြလိုက် support လုပ်ပြရပါတော့ဒါပေမဲ့ဟိုရှူတင်ကြတော့အရင်တော့လိုက်တာမရှိပွဲလေးပါဆိုလို့ရှင်လည်းလိုက်ဖြစ်တယ်တဲ့ဟုတ်အာဘရော အဲမိသားစုကအကုန်လုံးလည်းလိုချစ်ကြပဲတင်တာအိမ်မှာတော့ချစ်ချစ်ကြတာပဲဟိုတရားတရား respect ရှိရပေါ့နော်ရှိပြီးတော့တရားတရား support လုပ်ကြတဲ့ family type ပါဟုတ်အဲဂုံယူရဲ one လဲ one တာရဲဟိုဘလိုပဲဖြစ်ဖြစ်အမြဲတမ်း support အမြဲကိုယ့်ရဲ့နောက်မှာ support system တခုအမြဲတမ်းရှိနေရပေါ့နော်အဲအဲ့ဒါလေးကတော့ကိုယ့်အတွက်အင်အားလေးတခုပါဟုတ် အဲခုတော့ဒီ November 9ရက်နေ့ဆိုလို့ရှင်ပြန်ပြောရရုံစတင်ပါပြီအဲရုံစတင်ဖို့ကခုကရုံငါးပြီးတော့ပြရစနစ်နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမ3ရက်ကအရင်အရေးကြီးရပေါ့နော်ပထမ3ရက်မှာလူဝင်မှအပိမာအခုကနောက်တစ်ဘက်ကိုဆက်ပြီးတော့တင်ခွင့်ရမှာပါဒီလိုကားမျိုးကိုအကုန်လုံးအရင်လဲကြည့်စေချင်တယ်အဲရတာတစ်ခုဟိုကွဲထွက်သွားမယ်လို့လည်းခုယုံကြည်ရပေါ့เนาะပြီးတော့အတိကလူရဲ့စူးစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ fresh အရင်ဖြစ်တယ်ကြည့်လို့ရှင်မမြင်ဘူးတဲ့ တီပုံနေ item နေအကုန်လုံးကိုမြင်ရမှာပေါ့နော်အဓိကအဲ့ဒါပေါ့နော်လူငယ်တွေကိုလည်း chance ပေးချင်ပါတယ်ဘူကတော့ဘူကဒီလမ်းကြောင်းပေါ်မှာဘူကရှိနေပြီသားပေါ့နော်ဒါမဲ့ဒီထဲမှာပါတဲ့လူဆိုပထမဆုံးရုံစတင်တဲ့လူတွေအများကြီးပါတယ်ပေါ့နော်အဲလူငယ်တွေကိုလည်း chance တစ်ခုပေး ကိုဝင်ရလဲတကယ်စီစစ်ပြီးတော့ဗောနော် character နဲ့ line အောင်လို့အကုန်လုံးကဘယ်နေရာမှာဆိုဘသူဆိုတာကိုသူကတေချာပြီးတော့ထည့်ထားတာဗောနော်အဲ့ဒါကြောင့်မလို့အကုန်လုံးကအရန်ကောင်းတယ်သူ့နေရာနဲ့သူ character ကိုမိမိရဲ့တယုတ်ဆောင်နိုင်တဲ့လူငယ်တွေကြီးပါပဲအဲ့တော့ pro ရဲ့ဒီပြင်ပြပြရုပ်ရှင်ကားလေးက team work ကောင်းကောင်းနဲ့လုပ်ထားတဲ့ကားလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ pro ရဲ့ပြင်ပြရုပ်ရှင်လေးကိုအားပေးကြပါအောင်တရားတရားလဲ sharing လုပ်ပေးကြပါလာကြည့်ဖို့လဲတိုက်တွန်းပေးကြပါပထမ3ရက်ကိုလာကြည့်ပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ် ဟုတ်အာဒီကပပယာစာရဲ့ comeback လည်းဖြစ်တယ်ပေါ့နော်ပထမအဆုံးပြင်ရိုက်တက်ကခုနကပပယာစာရဲ့ flow တွေဟုတ်ခုနကပပယာစာရဲ့ပထမအဆုံးစုံတဲ့ကားလည်းဖြစ်တယ်ပေါ့နော်ဒါကဘဝရဲ့အမှတ်တရဖြစ်တဲ့ကားလေးတကားလည်းဖြစ်ပါတယ်အဲ့တကြောင့်မလို့ခုတို့နှစ်ယောက်ကိုလည်းလာပြီးတော့အပေးကြပါအောင်လို့ပြောချင်ပါတယ် pressure နေ့ကျလည်းပပယာစာကိုရအောင်ခေါ်ကြည့်ပေးပါမယ်